ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AU Channel လေးမှကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့တင်ဆက်ဖပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပါမောက္ခကျုပ်ဆရာတော်ဘုရားကြီးဟောကြားထားသောယမမင်းကြီးရဲ့ဆန္ဒဆိုတဲ့တရားတော်များလေးရဲ့မှကောင်းနှုတ်ချက်လေးကိုဘဟုသုတရဝေတင်ဆက်ဖပြပေးခြင်းနာပဲဖြစ်ပါတယ်ရှင်တရားချစ်ခင်သူတော်ရှင်အပေါင်းတို့ ရှမာမင်းဆိုတာကြားဘူးနာဝရှိနေကြပါပြီသို့တော့ရှမာမင်းရဲ့အကြောင်းကိုလူတိုင်းသိကြမှာသိနိုင်မယ်သိထားဖို့တော့ကောင်းတယ်တချို့ရေစက်ချအမျှဝေတဲ့အခါမှာငရဲတနည်းရမာမင်းကြီးအား၎င်းလို့အမျှဝေလေးရှိကြပါတယ်အဲ့ဒီရမာမင်းဆိုတာတကယ်ရောရှိသလားရှိတယ်ဆိုတာကိုမြတ်စွာဘုရားဟောကြားထားတဲ့တရားဓမ္မထဲမှာပါသလားလို့ဒီလူမေးရမယ်တဲ့ တချို့အကြောင်းအရာတွေကတန်ဃာရနာ6တန်တင်ထားတဲ့ပြီးတကစာပေတွေထဲမှာမပါဘဲနဲ့လူပြောသူပြောအစင်လာပြောလာလို့ရှိနေတဲ့အရှိတွေကရှိသေးတယ်ဗောတဲ့ရမမင်းဆိုတာတန်ဃာရနာ6တန်တင်နဲ့စာတိုင်းမှာမပါဘဲသူပြောကိုပြောအနေနဲ့ရှိတာလားလို့စဉ်းစားရမယ့်အချက်တစ်ခုရမမင်းအကြောင်းနဲ့ဆက်သွဲပြီးလူတွေကသိချင်ကြတယ်ငရဲဆိုတာတကယ်ရှိသလားတိရစ္ဆာန်ဆိုတာကိုတော့လူတွေကလက်ခံထားကြတယ်မိမိမျက်စိနဲ့မမြင်ရရင်မရှိဘူးလို့ညင်းတဲ့ပုံကိုယ်တွေလည်းရှိရဲ့တဲ့ 31ပုံဆိုတာနဲ့ပတ်သက်ပြီးတော့လူတွေမျက်စိထဲမှာမြင်လာတာကလူပုံတရိษံပုံဒီနှစ်ပုံပဲလူတွေကမြင်ကြတယ်။တချို့ပုံကိုယ်တွေက31ပုံဆိုတာဟာမရှိနိုင်ဘူး။လူပုံနဲ့တရိษံပုံတွေလူတွေမြင်ရတာဒီနှစ်ခုပဲရှိရဲလို့မြမပြီမှာဒီလိုဟောပြောပြီးစာအုပ်တွေရေးသားထုတ်ဝေခဲ့တာတွေရှိရဲ။ဒါကြောင့်ပိဋကတ်စာပေတွေမှာဘလို့ရှိတယ်လဲဆိုတာသိထားဖို့လိုအပ်တယ်ပေါ့တဲ့။ လူတွေဆိုတာကတော့ကို့အမည်ကိုပြောကြတာပဲသို့တော့ဆလာပီလာလက်ခံထားတာဟုတ်ရဲ့လားဆိုတာသိဖို့အရေးကြီးတယ်ဗောတဲ့သို့မို့ဆိုရင်အပြောကောင်းတဲ့လူကပြောသွားလို့ရှိရင်ကိုလူပြောဟုတ်လို့လို့ဒီလူပြောဟုတ်လို့လို့ဖြစ်ပြီးဘာသာရေးနဲ့ပတ်သက်တဲ့အတွေးအခေါ်ယူဆတွေဟာမှားရင်းချွတ်ချော်မှုတွေလွှမ်းမိုးသွားနိုင်ပါတယ်တဲ့ငရဲဆိုတာတကယ်ရှိသလားစာပေကျမ်းငယ်အရာယမမင်းကြီးဆိုတာရောတကယ်ရှိသလားအဲ့ဒီအကြောင်းအရာလေးတွေကိုဟောပြောခြင်းလို့ဘုန်းကြီးတို့တမိကောင်းစင်ပေးလိုက်တာက ရမမင်းကြီးရဲ့စန္နာတဲ့ငရဲပုံတကယ်ရှိနေပြီလို့ဆိုတဲ့အခါသူရေပြောနေကြတဲ့ငရဲတနည်းရမမင်းကြီးဆိုတာရောရှိသလားလို့ဆိုတော့မျက်စာဖျားဒီဝဒူရတုံတံမှာရမမင်းအကြောင်းဟောထားတာရှိတယ်။ငရဲကိုကြီးစုထားတဲ့ရမမင်းကြီးဆိုတော့လူတွေကကြောက်ကောင်းကြောက်ကြလိမ့်မယ်တဲ့တကယ်တော့ရမမင်းကြီးကကြောက်เสียရမကောင်းဘူးအင်မတန်မှချစ်เสียရကောင်းတယ်ကြီးညိုเสียရကောင်းပါတယ်တဲ့ရမမင်းဆိုတာဘာတူလဲလို့မေးလို့ရှိရင်ရမမင်းဆိုတာဝေမာနိကပေတရာစာဗိမ္မာန်ရှိတဲ့ပြိတ္တာဘရင်ကြီးတို့ ဦးပါပဲတဲ့သူကတဦးတည်းရှိတာမဟုတ်ဘူးတဲ့ရမမင်းကြီးဆိုတာတကယ်သူတော်ကောင်းကြီးသူကကြောက်เสียရမလို့မူအင်မတန်တောင်မှဂယုနာကြီးမာတယ်တဲ့သူ့ရဲ့ဘဝကဒီဝေမာနိကပိတ်ရာဘဝဖြစ်တယ်တချို့ကစတုမဟာရိနဲ့ထဲမှာပါတယ်ဗောတဲ့စတုမဟာရိနဲ့ဆိုတော့လက်ပြီ6ထပ်မှာအနေဆုံးလက်ပြီသူကဝေမာနိကပိတ်တာမျိုးဆိုတော့တိတ်ပြီးတော့အစင်တန်းမြင့်နဲ့လက်တော်မဟုတ်ဘူးသူမှာဘုံမိတ်မယ်လည်းရှိတယ်အစွမ်းတကူလည်းရှိတယ်သူ့ရဲ့အစွမ်းထက်ဆုံးလက်နက်ကမျက်လုံးတဲ့အခြားလက်နက်တွေတုံးเสียရမလို့ဘူးတဲ့မျက်လုံး လုံးနဲ့ကြည့်လိုက်တာနဲ့နေမယ်အကုံလုံးကိုသူကနှိမ်နှီးမိသားဖြစ်သွားတယ်။ဒါကကာမစိတ်တီလို့ခေါ်တယ်။ဆိုပါစို့တရိစ္ဆာန်ဒီမှာတချို့အကောင်ကြီးအဆွဲရှိကြတယ်။မွေလည်းအဆွဲရှိတယ်။တမျိုးနဲ့တမျိုးမတူကြဘူးပေါ့တဲ့။မွေမှာကာမစသက်တီပါလာတယ်။ သူ့အဆွဲထဲမှာဘာရှိတုံးဆိုတော့အစိတ်ရှိတယ်။အဲ့ဒီအစိတ်ကဘသူပေးထားတုံးဆိုတော့သူ့ကံကပေးထားတာတဲ့။သူ့ဘဝကိုကာကွယ်ဖို့အတွက်ပေးထားတာအစိတ်ရှိတယ်။ရန်သူတွေကိုဖယ်ရှားပစ်နိုင်တဲ့အစိတ်၊ရန်သူတွေကိုတွန်းလှန်နိုင်တဲ့အစိတ်။နောက်အင်မတန်မှတကူးကြီးရဲ့ငကားတွေဆိုလို့ရှိရင်လည်းအင်မတန်မှပြင်းထန်တဲ့အစိတ်တွေရှိကြတယ်။ဒါကိုကာမစိတ်ကြီးလို့ခေါ်တယ်။ကံကပေးတဲ့စွမ်းရည်တက်တီတွေပေါ့တဲ့။ငှက်တွေကိုလည်းကြည့်ငှက်တွေဟာအတောင်ကလေးနှစ်ဖက်ရိုက်ခတ်ပြီးတော့ကောင်းငင်ပေါ်ပြန်သွားနိုင်တယ်။လူတွေမလုံနိုင်ဘူးတဲ့။ငှက်တွေကောင်းငင်ပြန်နိုင်တာ ဘသူကပေးတာတော့ဆိုကံကပေးတာအဲ့ဒါကိုကာမစိတ်ထီလို့ခေါ်တယ် ဒါဖြင့်လူတွေမှာရောကန်ကပေးတဲ့တဘိုးရှိလားဆိုတော့ရှိပါတယ်။လူတွေရဲ့အစွမ်းတကိုးကလူကိုမြင်လိုက်တာနဲ့လိမ့်စံတွေလက်ဖြန့်သွားတယ်။ဒါလူတွေရဲ့ကာမစိတ်ထိပဲ။လူကလည်းတစိမြင်လန့်နာနဲ့အတူတူပဲတဲ့။တစိမှာလည်းသူ့ကာမစိတ်ထိတွေအတီးတီးရှိကြတယ်ပေါ့တဲ့။ညမမင်းကြီးဆိုတာဝိမာနိကပေတရားစာဝိမာနိကဗိမာန်ရှင်ဖြစ်တဲ့ပြိတ္တာဘရင်ကြီးတဲ့။သူ့မှာအမြဲတမ်းချမ်းသာဒုက္ခရတာမဟုတ်ဘူး။ပြိတ္တာဆိုတာကအကြောင်းပြရတယ်မဟုတ်လားတဲ့။တချို့ကကုသိုလ်ကောင်းမှုကိုနေမှာလုပ်တယ်။ညကြတော့အကုသိုလ်လုပ် တယ်ဆိုရင်နေ့ကျတော့ချမ်းသာဒုက္ခဆန်းစားရပြီးတော့ညကျတော့ဒုက္ခခံရတယ်နေ့စံညခံဆိုတဲ့အထိပ္ပယ်တချို့ကျတော့ညအခါကုသိုလ်ကောင်းမှုတွေလုပ်ပြီးနေ့ကျတော့အကုသိုလ်တွေလုပ်ပြီးအတွက်ကြောင့်ညအခါကျတော့ချမ်းသာဒုက္ခခံစားရပြီးနေ့ကျတော့ဆင်းရဲဒုက္ခခံရတယ်တဲ့ညစံနေခံပြည်တန်တွေအဲ့ဒီလိုလောကမှာတတဝါတွေဆိုတာဘာသူမပြုတ်မိမိမှုဆိုတဲ့အတိုင်းကိုလောက်တာတွေကိုခံနေကြရတာပါပဲတဲ့ မြန်မာမင်းကြီးဆိုတာဖုတ်ပေးမယ်ရှင်ဖြစ်တဲ့ပီတရာစာပြိတ္တာဘရင်ကြီးတူဖြစ်တဲ့သူကိုယ်တိုင်လည်းပဲကံမကောင်းအကြောင်းမသိနေတဲ့အခါမှာပြဿနာတွေစိရင်ဒုက္ခတွေခံစားရရှာတယ်အများသက်တော်တွေငရဲရောက်သွားပြီဆိုရင်တိတ်ဒုက္ခကြီးပါတယ်အပယ်လေးပုံထဲမှာအဆိုးဆုံးကတော့ငရဲပဲတဲ့ဒါကြောင့်မို့လို့ငရဲဆိုတဲ့စကားလုံးကိုပါဠိစာပြီးမှညရနေဆိုတာမရှိအရဆိုတာချမ်းသာဒုက္ခချမ်းသာဒုက္ခတစ်ဆက်မှမရှိတဲ့နေရာကိုငရဲလို့ခေါ်တာပဲတဲ့ချမ်းသာဒုက္ခတွေကင်းနေအခုဘုန်းကြီးတို့တို့ရေလူပြည်လောကရောက်နေ တဲ့အခါမှာအမြဲတမ်းပျော်လို့ရှင်လို့ဟုတ်လားတဲ့အမြဲတမ်းလိုလိုချမ်းသာဒုက္ခရကြတယ်လူတွေမှာတော့မှပဲတခါတရံကြတော့ချမ်းသာဒုက္ခဆုံးရှုံးသွားတာရှိတယ်နေမကောင်းထိုင်မကဖြစ်နေတာတို့ခေါင်းကိုက်တာတို့သွားကိုက်တာတို့ဆိုရယ်ပြဿနာတွေကြုံနေတာတို့အဲ့ဒီအချိန်မှာချမ်းသာဒုက္ခတွေမဆုံးရှုံးဘူးလားတဲ့ဆုံးရှုံးနေအဲ့ဒီလိုဆုံးရှုံးနေတဲ့အချိန်မှာဆိုဘလောက်ခံရလဲလူတွေမှာတော့ခံစားရတယ်ဆိုတော့ငရေပုံရောက်နေတဲ့ပုံကိုယ်တွေကတော့ချမ်းသာဒုက္ခထာရဆုံးရှုံးနေတဲ့ပုံကိုယ်တွေပါတဲ့ ခုတရားချစ်ခင်သူတော်စင်ပရိသတ်တို့ဘုန်းကြီးတို့တွေဟာလူဘဝရနေကြတယ်။လက်တွေကလူဘဝကိုတန်မိုးထားကြတယ်။လူဘဝကိုရကြညာတယ်။ဘာကြောင့်တန်မိုးထားတော့လူဘဝကကုသိုလ်လုပ်ခင်ရတယ်။တရားဓမ္မကိုထူးထူးခြားခြားသိနိုင်ပါတယ်တဲ့။ဒါကြောင့်တန်မိုးထားကြတယ်တဲ့။ယမမင်းကြီးရဲ့နမတ္တိဆန္ဒဟာအဟောဝရဟံမနုဿတံလာဘောယံငါလူဘဝရကြင်လိုက်တာတဲ့။ဒါတခု လူဘဝရတဲ့အခါလူပြည်မှာဖျားပွင့်တာနဲ့လဲကြုံရင်လိုက်တာဒါသူ့ရဲ့ဆန္ဒမြမမင်းကြီးဆန္ဒဖြစ်သူတို့အခုလူဘုန်းကြီးတို့တွေလူဘဝတွေလဲရောက်နေကြပြီဖျားပွင့်တဲ့ကာနာနဲ့လဲစုံနေကြပြီဆိုတာကိုသိရမယ် ကိုကိုကိုအထင်မသေးကြပါနဲ့တဲ့အချိန်ကောင်းတွေရှိနေတယ်။ခွင့်ကောင်းတွေရနေတယ်ဆိုတာကို အလေးနဲ့ထားရပါမယ်တဲ့။အလေးနဲ့မထားဘူးဆိုရင်ကိုကွာကိုဟာတန်မိုးရှိမှန်းမသိလို့ရှိရင်အလဟတ်တဲ့အချိန်ကြီးကုန်သွားတတ်တယ်။တန်မိုးရှိတာကိုအမိုးရှိမှန်းမသိလို့ရှိရင်တန်မိုးရှိရဲ့အချိန်ကြီးတန်မိုးမရှိရဲ့အလုပ်တွေနဲ့ကအချိန်ကုန်သွားလိမ့်မယ်။ဒါကြောင့်တန်ဖိုးတည်ဖို့လိုပါတယ်တဲ့။ ယမမင်းကြီးရဲ့ဇာနာလူဘဝရကျင်လိုက်တာငါလူဘဝဖြစ်နေတဲ့အချိန်မှာဖះပွင့်တဲ့အချိန်နဲ့လဲကြုံတင်တယ်အဲ့ဒီဖះကိုလဲငါစီးကွက်ကိုကိုယ်ကလေးရကျင်လိုက်တာဘုန်းကြီးတို့ကြီးဒီအချက်တွေအကုန်ရနေပါပြီနော်တဲ့အဲ့ဒီမြတ်စွာဘုရားကငါ့ကိုတရားဟောရင်သိကောင်းမှာပဲဖះဟောတဲ့တရားကိုငါသိနာလဲရင်သိကောင်းမှာပဲငါချက်နော်တဲ့ယမမင်းကြီးရဲ့ဇာနာအင်မတန်မှတန်ဖိုးရှိပါတယ်လူဘဝရကျင်တဲ့လူဖြစ်နေတဲ့အခိုက်ဖះပွင့်တာနဲ့ကြုံတင်တယ်အဲ့ဒီဖះကိုစီးကွက်ကိုယ်ကျင်တယ် တရားဟောတဲ့တရားကိုနားကျင်နေအဲ့ဒီဒီဟာကိုတည်ကျင်နေဟောဒီငါကိုဟာမြမမင်းကြီးရဲ့ဆန္ဒပဲတဲ့မြတ်စွာဘုရားကဒီတုတ်တံမှာဟောတာမြမမင်းကြီးဟာငရဲသားတွေကိုဆင်းရဲဒုက္ခတွေကိုကြည့်ပြီးတော့အခုလိုတဒန်းတာလာနဲ့သူ့ရဲ့ဆန္ဒတွေကိုထုတ်ဖော်နေအဲ့ဒီလိုမြမမင်းကြီးဟာ ဆန္ဒထုတ်ပေါ်တယ်ဆိုတာသူများပြောတာကိုငါကြားတာမဟုတ်ဘူးသူများစီကတစင်တိရတာမဟုတ်ဘူးတဲ့ငါကိုယ်တိုင်မြင်တယ်ငါကိုယ်တိုင်ကြားတယ်မျက်စွာဖះကနော်အတန်ကြားဖို့ရလဲပဲဒိဗ္ဗသောတာဆိုတဲ့ထူးခြားတဲ့တကောပါဝါရှိရင်နာကိုဖန်ဆင်းထားလိုက်ပြီလို့ရှိရင်ပြောသမျှအတန်တွေအကုန်ကြားနေရတယ်မြမမင်းကြီးကသူဆန္ဒထုတ်ပေါ်တာကိုမျက်စွာဖះကကိုယ်တိုင်တိရကိုယ်တိုင်မြင်တယ်ကိုယ်တိုင်ကြားတယ်အဲ့ဒါကိုငါဟောတာပါတဲ့အဲ့ဒီတုတ်တန်ရဆိုရင်မြမမင်းကြီးရှိတယ်ဆိုတာတကယ်ဟုတ်တယ်ဒါဖြင့်ဒီမြမမင်းကြီးဟာဝိမ မာနိကာပိတရားစာပြကြပြင်းကြီးဆိုတော့မရဲကိုသူဟာကိစ္စသွားရတာလေဘာဖြစ်လို့မရဲကိုသွားပြီးတော့အုပ်ချုပ်ရတာလေဆိုတော့တကယ်တော့သူကစေတနာဝန်ထမ်းမှာတဲ့တကယ်စေတနာဝန်ထမ်းမရဲကြလာတဲ့တတော်ဝါဒီကိုတနာလို့လူရလူကြောင်ချပြီးတာလမ်းဖွင့်ပြီးတာသူကတကယ်သူတော့ခေါင်းကြီးပါတဲ့ကေတင်နေလို့ရဲတကားဝါဒီမှာသွားဆောင်နေတာအလုပ်ပြက်အကန့်ပြက်အဲ့ဒီမှာသွားနေတာသူ့ကိုဘယ်သူမှတောင်းပေးထားတာမဟုတ်ဘူးတဲ့ ငရဲရောက်လာတဲ့ပုံကိုယ်တွေကိုသူကဖြောင်းဖြောင်းပြပြနဲ့ငရဲကလည်းလူရလူချောင်းကိုလမ်းစာဖော်ပေးနေတာပါဖြစ် ဒါပြင်ကဲတင်နိုင်တဲ့ပါဝါသူ့မှာရှိလားဆိုတော့မရှိပါဘူး။သူမကဲနိုင်ပါဘူး။ဒီဟာကလည်းအင်မတန်မှတဘာဝကြတာလေ။တေချာစဉ်းစားကြည့်။လောကလူတွေကပြောကြတယ်လူတယောက်ဟာအသက်အငယ်ကျုံလို့ဘယ်သူကကဲလိုက်တယ်လို့ပြောကြတယ်။ဆိုပါစို့ယောဂဝေဒနာဖြစ်တယ်။ဘယ်ဆရာဝန်ကစီးကိုပြီးကဲလိုက်တယ်လို့တကယ်ကဲတာကဘယ်သူကကဲတော့လို့ဆိုရင်ဆရာဝန်လားစီးလားဆိုရင်တကယ်ကဲတာကတော့စီးပါ။ ဟုတ်ရဲ့လားတဲ့အေးအဲ့ဒီဆေးတောက်ရအောင်ဘသူကပြောလုံးဆိုဆရာဝန်ကပြောတယ်သို့တော့ဆရာဝန်ကြီးပဲဆေးမပါဘူးဆိုပျောက်ပါမလားမပျောက်ဘူးတော့တဲ့အဲ့ဒီသဘောကိုတရားစင်ကားကြည့်ဆရာဝန်ကဆေးညွှန်တယ်ကိုကဆေးတောက်တယ်ဆေးကကိုရဲ့အသက်ကိုကဲတယ်အဲ့ဒီသဘောမျိုးလိုပဲညီမမင်းကငရဲကျလာတဲ့ပုံကိုကြီးတယ်ဆိုတာသူတို့လုပ်ခဲ့တဲ့ကုသိုလ်တရားတွေကိုဖော်ပြတာဖော်ပြတဲ့အခါပြန်ပြီးအမတ်ရလာတဲ့အခါတကယ်ကဲသွားတာကသူလုပ်တဲ့ကုသိုလ်ကကဲသွားတာငရဲကျလာတဲ့ပုံကမှာ ကုသူဆိုတာလောက်ထားတာရှိတယ်။တို့တော့သူ့လုံးကမေ့နေတဲ့မေ့နေတဲ့အခါမြမမင်းကြီးကနေခေါ်ပေးလိုက်တယ်တဲ့။မင်းပေတော့ကမလုပ်ခဲ့တယ်လို့ပြောတဲ့အခါကျတော့ ဟာဟုတ်သားပဲဆိုပြီးဝမ်းသာတဲ့စိတ်တွေကကုသိုလ်စိတ်တွေဖြစ်လာတယ်။အဲ့ဒီခါမှာငရဲကချက်ချင်းလွတ်တဲ့ကုသိုလ်စိတ်ကကဲတာနော်တဲ့။အဲ့ဒါကိုယမမင်းကြီးကကဲရလို့မအောင်မင်းနဲ့သို့တော့ယမမင်းကြီးမပါပဲနဲ့ဒီကုသိုလ်ကိုသူတရိယာပါမလား။မရဘူးတဲ့။ယမမင်းကြီးကဖို့ပြီးတော့မှပဲကုသိုလ်ကိုတရိမရဘူးဆိုလို့ရှိရင်ယမမင်းကြီးကဘာမှမတက်နိုင်ပါဘူးတဲ့။ တချို့ကထင်တယ်မြမမင်းကငရဲမှာသွားယုံထိုင်ပြီးတော့စီရင်ချက်တွေချနေတယ်လို့အဲ့ဒီလိုထင်တယ်ဟောဒီလူဖြစ်ငရဲခံစီပို့လူဖြစ်ငရဲကလှုပ်စီလို့ဒီစီရင်ချက်ချတာမျိုးတွေကသူမလုပ်ပါဘူးကဲလို့ရနိုင်မဲ့ပုံကိုကဲဖို့ပဲသူကသွားတယ်ငရဲကိုတွန်းချတာမျိုးမရှိပါဘူးတဲ့ကဲလို့ရတဲ့ပုံကိုဗန်လီနဲ့ကဲတော့ဆိုရင်ကုသိုလ်ကောင်းမှုကိုတတိဖော်ပြီးတယ်အမှတ်ရစီတယ်တကယ်ကဲလိုက်တာကကိုယ့်ရဲ့ကုသိုလ်ကံကကဲလိုက်တာလို့ပဲမှတ်ရပါမယ်တဲ့ဒီတော့ဘုံကြီးတို့တွေကဘသူကိုအားကိုးရမယ်ဆိုတာကိုသဘောပေါက်ရမယ် ကိုလုတ်တဲ့ကုသူပဲအာကိုရမှာအာကိုမလွဲစင်နေတော့တဲ့ဖုံဖုံတခုပြောပြချင်တာတဲ့မြတ်စွာဘုရားခင်ကိုရောမြတ်ကြီးဟာအနန္တတကူရရှင်ဖြစ်ပေမဲ့လူတယောက်ဒုက္ခရောက်နေလို့ရှိရင်အာကုသူကံကြီးကကြီးမားရွမ်းမှုလာတဲ့ပုံကူကိုမြတ်စွာဘုရားကကယ်လို့မရဘူးမကယ်နိုင်ဘူးကုသူမပါရင်လည်းမြတ်စွာဘုရားကမမဆာနိုင်ပါဘူးတဲ့လောကမှာကိုးကွယ်ကြတဲ့ပုံကူတွေလိုက်တချို့ပုံကူတွေကမတဲ့ဘုရားကိုကိုးကွယ်ကြတယ်ဘုရားသခင်ကမတဲ့ပြောတယ်တကယ်ကတော့ဘုရားသခင်မတာဘူး ကံကမတာပါနော်တဲ့ကိုလုတ်ခဲ့တဲ့ကံကမတာတလွဲသွားပြီးတော့လွင်းမစွာထင်းနေမယ်ဆိုရင်လည်းဒါလည်းမိုင်းနဲ့အမြင်တစ်ခုပါပဲတဲ့ကိုကိုကိုတကယ်မတာကဘာမှမဟုတ်ပါဘူးကံတရားပဲဖြစ်ပါတယ် ကြည်ပါအောင်နဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားဓမ္မဟောလို့တရားထူးတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တရားကိုအေဟုဘိကုချစ်သားယဟန်လာခဲ့လို့သက္ကနာတော်မှာဖိတ်ခေါ်လိုက်တဲ့အခါမှာလူအသွင်ပြောက်ပြီးတော့ယဟန်တွင်ရောက်လာတဲ့ဆိုတာပိခရာရှစ်ပါးလူပြီးတော့စူတောင်းခဲ့တဲ့ပုဂ္ဂိုလ်မှရတာလူတိုင်းကိုလုံပေးခြင်းလို့မရပါဘူးလေအကယ်၍သာရရင်မြတ်စွာဘုရားကဂယုဏရှင်ဖြစ်သည့်အတွက်ကြောင့်လူတိုင်းကိုချမ်းသာအောင်လုပ်ပေးမှာပေါ့တဲ့ဒါဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားကံမပါလို့ရှင်ဘာမှကိုကဲတင်လို့မရပါဘူးတဲ့ ဲ့ဒီငရဲနေနေများဖြစ်လာတဲ့တရားဟာဘွားကနေဥပပတ္တိပရိသေရိအညီနဲ့ဖြစ်လာတာဖြည်းဖြည်းချင်းကြီးလာတာမဟုတ်ဘူးကဲ့အဲ့ဒီမှာပြောရမယ်ဆိုရင်ရောင်လေလေနဲ့ရောက်သွားတာပေါ့နော်ကံကနေပြီးတော့တွန်းပို့လိုက်တယ်ငရဲပြီးရောက်သွားတယ်အဲ့လိုရောက်တာကဒီလူခန္ဓာကိုကြီးနဲ့ရောက်တာမဟုတ်ဘူးကိုကတခုပြောင်းပြီးတော့အဲ့ဒီကိုရောက်သွားတာချက်ချင်းသူခန္ဓာကိုနဲ့ကိုရောက်သွားတာဒါနဲ့ပြောရအောင်မယ်လူတိုင်းကဟိုဘွားကတည်လာကြတာကြီးပဲဒီတော့သူတွေဟာတစ်ခါတစ်ခါကျတော့ရုတ်တရက်တည်ဆုံးသွားလို့ရှိရင်ကိုတည်တာကိုမတိလိုက်ဘူးတဲ့ ဒါလည်းဟုတ်မှာနော်တဲ့ကိုတီတာမသိလိုက်ဘူးကို့အလားကိုပြန်မြင်နေတာဒီနားမှာရှိလို့ရှိရင်ကို့အလားကိုပြန်မြင်နေဘွားတကူဟာနောက်ခက်တဲ့နောက်ထပ်ဘွားကနေဖြစ်လာတဲ့အခါလက်ရှိဘွားတော်ကလိုပဲအောင်းမင်းနေသည့်အတွက်ကြောင့်ကို့စိတ်ထဲမှာအော်ဒါငါအိမ်ပဲဒါငါမိသားစုပဲငါသားသမီးတွေပဲဒါငါပစ္စည်းပဲဆိုပြီးထင်ပြီးတော့အိမ်ကိုပြန်သွားလိရှိရဲ့တဲ့ဟိုရောက်တဲ့အခါသူ့ကိုဘသူသားမှအတိမတ်မဖြူဘူးမြင်လည်းမမြင်ဘူးခေါ်လည်းမခေါ်ရဘူး နောက်ဆုံးမှာသူ့မွေးထားတဲ့ခွေးကတော့သူ့ကိုဟောင်းတယ်။ဘာဖြစ်လို့လဲ။သူ့ယောက်ျားကြီးကပြောင်းနေလို့တဲ့။အဲ့ဒီလိုဖြစ်တာတဲ့နော်။တည်သွားပြီးရင်ကိုကိုကို မတည်ဘူးဆိုတာစာပေထဲမှာပါတယ်။ရဟန်းတော်တစ်ပါးဟာကမ္မထန်းထိုင်နေ။ကမ္မထန်းထိုင်နေရင်ကအခုခေတ်လိုပြောရရင်ဟတ်အထက်နေမှာပေါ့တဲ့။ဘုမဟုတ်လေးဖြတ်သွားတာဖြစ်မှာပေါ့တဲ့။ကမ္မထန်းထိုင်နေရင်လည်းပြန်လွန်တော်မူသွားတယ်။ပြန်လွန်တော်မူသွားပြီးချင်းနှက်ပြီးရောက်သွားတော့နှစ်သားသွားဖြစ်တယ်။သူ့ကိုယ်သူနှစ်သားလို့မထင်ဘူးတဲ့။အိပ်ကျော်ရာကနိုးလာတဲ့ရဟန်းလိုပဲထင်တယ်။ ထိုင်းရဲ့ကြီးပဲတဲ့ဟိုမှာအဲ့ဒီတော့သူ့ရဲ့အချင်ရင်ဖြစ်တဲ့နဲ့တပီးတွေကပုံမဲကန်ကနေဆင်းလာကြပြီးတော့သူ့စီကိုလာကြတယ်အေးဒုပိမှန်ရှင်တော့ရောက်လာပြီဆိုပြီးလာကြတော့သူကဘလို့ထင်လဲဒကာမတွေကြောင်းလာကြတာနဲ့တူတယ်ဟိုထင်လာတဲ့သူတည်သွားမဲ့မသိဘူးဒကာမတွေလာကြပြီဧည့်သည်တွေနဲ့တူပဲဆိုပြီးသင်ငန်းတွေဘာတွေပြင်ဝေးပြီးတော့သူကစက်ခုအိမ်တွေချပြီးတော့ငုတ်တုတ်ကြီးထိုင်းနေတယ် အဲ့ဒီလိုထိုင်နေတဲ့အခါကျတော့မှခုနကနတ်သမီးတွေကသဘောပေါက်သွားတယ်။အော်ဖုန်ကြီးပွားကလာတဲ့နတ်သားနေမှာပဲသူ့ကိုယ်သူဖုန်ကြီးထင်နေတော့မယ်လို့ဆိုပြီးတော့မှန်ထောင်ပြကြတယ်လို့ပြောတယ်။အဲ့ဒီလိုမှန်ထောင်ပြတဲ့အခါမှာကြီးလိုက်တော့သူ့ပုံပန်းတရံကပြောင်းမိပြီ ခုံးကြီးမဟုတ်တော့ဘူးဆိုတာသိရတယ်။ဒါလည်းတကယ်ယုတ်တည်ရှိတယ်။ယုတ်တည်ရဖြစ်သွားတဲ့ဥစ္စာကိုတဲ့။လူကကိုသေးတာမသိလိုက်ဘူးဆိုတာရှိရဲ့။အများကြီးပဲ။နောက်ဘဝပြန်မွေးတာလည်းပဲ။ယုတ်တည်ရမွေးလိုက်တာဆိုတော့လူကမသိလိုက်တော့ဘူးကဲ့။အိပ်ပျော်ရာကနေနိုးလာတဲ့ပုံစံမျိုးဖြစ်တဲ့။သို့တော့အရင်ခန္ဓာကိုယ်ကြီးမဟုတ်တော့ဘူး။ခန္ဓာကိုယ်ကြီးကတမျိုးဖြစ်နေပြီ။တည့်ရဖြစ်တဲ့လူကြတော့ဘလို့ဖြစ်သွားတော့ဆိုရင် ီဘွားကတည်သွားဟိုကြတော့စောင်းညောင်ထိုင်ရဲ့ကြီးဖြစ်တဲ့စောင်းညောင်ထိုင်ကြီးဖြစ်တော့သူ့ကိုယ်သူကြည့်ပြီးတော့ဟင်းငါဒီနာဘာလို့ထိုင်နေတာပါလဲလို့တကိုယ်လဲတကိုယ်လုံးလဲအမွှေးတွေအမြင်နေရတဲ့ဟိုနေရာသွားချင်ပြီဆိုဖြုံးခွင်းနဲ့ရောက်သွားတယ်ဒီနေရာသွားချင်ပြီဆိုရင်လည်းဖြုံးခွင်းနဲ့ရောက်သွားတယ်တဲ့အဲ့ဒီတော့မှအော်ငါတည်ပြီးတရေဖြစ်နေတာပါလားလို့သိနေတဲ့ဘွားတန်နေရဆိုတာအင်မတန်မှထူးဆန်းပါတယ်ငရဲရောက်လာတဲ့လူမြမမင်းကြီးစီခေါ်လာကြတယ်ခေါ်လာပြီးတော့ဒီလူကိုအပြစ်ဒဏ်ချမှတ်ပါတဲ့ဒီလူဟာအလွန်ဆိုးရဲသူ အမေစော်ကားခဲ့တယ်အဖေစော်ကားခဲ့တယ်သူတို့ကောင်းတွေကိုပြင်ပါတယ်ကိုစင်မျိုးတွေကအကြီးကွဲတွေကိုဘယ်သူမှဂယူမဆိုင်ဘူးဒီလူကိုအပြစ်ဒဏ်ခံရမယ်အဲ့ဒီလိုလာပြီးတော့ရမမင်းကြီးစစ်အပ်တဲ့အခါရမမင်းကြီးကတနာတယ်တဲ့သူကအင်မတန်မှကျင်းလာတဲ့မျက်လုံးနဲ့ကြည့်ပြီးတော့အေးအမောင်ယောက်ျားငရဲယောက်တာလေယောက်ျားတွေများပုံရပါတယ်တဲ့ကြည့်ရတာနော်အမောင်ယောက်ျားတဲ့မင်းလူပြည်မာနေတုန်းကနတ်တွေလွတ်ထားတဲ့တမန်တွေမတွေ့ခဲ့ဘူးလားလို့ဆိုတော့လူကနားမလဲဘူးခေါင်းရက်နဲ့မတွေ့ခဲ့ဘူးတဲ့အင်း မင်းငါပြောတာနားမလည်ဘူးနဲ့တူတယ်တဲ့ကဲငါတိုင်းရိုက်ပြောမယ်လူပြည်မှာမင်းအဖိုးအိုအဖွားအိုတွေမတွေ့ခဲ့ဘူးလားတဲ့တွေ့ခဲ့ပါတယ်အဖိုးအိုအဖွားအိုတွေတွေ့တဲ့အခါအော်ငါလည်းအိုရအောင်ပါပဲမအိုခင်ငါကုသကောင်းမှုတွေလုပ်ရအောင်ပါပဲလို့မင်းမတွေ့ဘူးလားဆိုတော့ကျွန်တော်မျိုးမတွေ့ပါဘူးတဲ့မေးလျော်နေပါတယ်ကုသကောင်းမှုလုပ်ဖို့တော့လုံးဝမစင်စားဘူးအဲ့ဒါကြောင့်မို့လို့တည်ထားပါတဲ့ရမမင်းကစိတ်ရင်မဖြေနိုင်မင်းနေမယ်အဖိုးကြီးအဖွားကြီးတွေတွေ့လို့ရှိရင်အော်ငါလည်းအိုရအောင်ပါပဲမအိုခင်ကုသကောင်းမှုတွေလုပ်ပါပဲဆိုပြီးတော့ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့တတိယရမယ်အမတ်တမဲ့မနေပါနဲ့တဲ့ဟုတ်ရဲ့လားတဲ့အကြီးအသေးလေးကိုတွေးထားငါလည်းပဲတနေ့အိုရအောင်မယ်ပဲဆိုတာတွေးထားပါတဲ့ဒါယမမင်းကြီးကသိမိတာအဲ့ဒီလိုမတွေးဘူးလားဆိုပြီးတော့မတွေးမိပါဘူးကျွန်တော်မျိုးမိခဲ့ပါတယ်အေးအဲ့ဒီအာကုသိုလ်ကဘသူမှလောက်တာမဟုတ်ဘူးမင်းလောက်တာတဲ့မင်းလုံရင်တော့မင်းခံရမှာပဲတဲ့မိမင်နဲ့လည်းမဆိုင်ဘူးအဖေနဲ့လည်းမဆိုင်ဘူးဆွေမျိုးတွေနဲ့လည်းမဆိုင်ဘူးမင်းလောက်တာဖြစ်တော့မင်းခံရမှာပဲတနာယမမင်းကြီးကအဆုတ်တက်တက်နေတဲ့ဟုတ်လား ကဲဒီကောင်ကိုပထမတမန်အကြောင်းမေးလို့မရဘူးဒုတိယတစ်ခုမေးမယ်မင်းဒုတိယတမန်လောကြီးကိုတွေ့လားမတွေ့ပါဘူးတဲ့အော်မင်းမသိသေးပဲကိုတဲ့ဒုတိယတမန်ဆိုတာအမလေးအလိုလေးနဲ့စီရင်ဒုက္ခရောက်နေတဲ့လူမမာကိုမင်းမတွေ့ခဲ့ဘူးလားလူနာကိုတွေ့ခဲ့ပါတယ်အေးအဲ့ဒီလူနာတွေ့ရင်ငါလည်းပဲတနေကြလို့ရှိရင်ဒီလူနာရမယ့်လူနာမျိုးဖြစ်မှာပဲမဖြစ်ခင်ငါကြိုတင်ပြီးတော့ကုသူကောင်းမှုတွေများများလုပ်မှာပဲလို့ဆိုပြီးတော့မင်းမတွေ့ဘူးလားဆိုတော့မတွေ့မိပါဘူးတဲ့မေ့လျော့ခဲ့ပါတယ်အဲ့လိုဆိုရင်ဒီအကုသူအဖြစ်တွေကမင်းခံရမှာတဲ့ ကုသိုလ်ကောင်းမှုများသတိရမလားလို့ခေါ်ပေးနေတာတော့ဒုတိယလည်းသတိမရဘူးဆိုတော့ဒါဖြင့်တတိယတမန်ရောမင်းမြင်ခဲ့လားလားဆိုတော့တတိယတမန်ဆိုတာဘာပြောတာတော့တတိယတမန်ဆိုတာတခြားမဟုတ်ဘူးတဲ့မင်းလူသေးတွေမတွေ့ခဲ့ဘူးလားတွေ့ခဲ့ပါတယ်ဖះလောက်တော့တောထွက်တယ်ဆိုတာကလေသူ့အိုသူ့နာသူ့သေးမြင်လို့မဟုတ်လားဒီနမိတ်ကြီးတွေမြင်ပြီးတော့တောထွက်တာလေတဲ့အဲ့ဒီတော့တောထွက်တာဘာလို့တော့စဉ်းစားမိလို့ဘုန်းကြီးတို့တွေအဖိုးတွေအဖွားတွေတွေ့ရင် ူတာအိုရင်ငါမအိုဘူးလို့ပဲထင်ကြတာမဟုတ်လားတဲ့။ဘုန်းကြီးငငယ်တုန်းကလည်းအဲ့ဒီလိုပဲတွေးမှုတယ်။အော်ဒီဖိုးကြီးအဖွားကြီးတွေကမွေးကလေးကအဖိုးကြီးအဖွားကြီးပဲငါတို့တော့အဲ့ဒီလိုဖြစ်မှာမဟုတ်ဘူး။အဲ့ဒီလိုအောင်းမိတာ။အခုတော့ကိုအဖိုးကြီးဖြစ်နေမှအခုမှသိရတယ်နော်တဲ့။ငငယ်တုန်းကတကယ်မတွေးမိကြ။တွေးတာကအဲ့ဒီပုံစံပဲတွေးတယ်။ဒီဖိုးကြီးအဖွားကြီးကမွေးကလေးက ဖိုးကြီးဖွားကြီးနေမှာပဲလို့အောင်းမိတာခင်ကြည့်နော် တွေးကြရမယ်တဲ့လူ့ကိုတွေ့ရင်လည်းငါလည်းအိုရအောင်မှာပဲမအိုခင် ကောင်းတာတွေလုံးမှာပဲလူနာတွေ့ရင်လည်းငါလည်းနာရအောင်မှာပဲမနာခင်ကောင်းတာတွေလုံးမှာပဲလူသေးတွေ့ရင်လည်းငါလည်းတေးရအောင်မှာပဲမတေးခင်ကောင်းတာတွေလုံးမှာပဲဆိုဒီလိုစဉ်းစားရမယ်စဉ်းစားပြီးတော့ကုသိုလ်ကောင်းမှုတွေများများလုပ်ရပါမယ်တဲ့အဲ့ဒီလိုမလုပ်ဘဲမိရောပြီးနေမယ်အကုသိုလ်စရိုက်ဒူးစရိုက်တွေနဲ့ပဲပြောပိုက်ပြီးနေမယ်ဆိုရင်ဘသူမပြုတ်မမိမှုကိုလောက်တာကိုပဲခံရမှာပါပဲဟဲ့ အဲ့ဒါရမမင်းကြီးကအခုလိုတမန်သုံးဦးဖော်ထုတ်ပြီးတော့စစ်ပင်မဲလို့အဲ့ဒီလိုမင်းမြန်းမိမဲ့တချို့ပုံကိုယ်တွေကအမေကြီးမိပြီးတော့ကုသိုလ်ကောင်းမှုတခုမှမရှိတဲ့ပုံကိုယ်တွေကြတော့ရမမင်းကြီးကဘာစီရင်ချက်မှမချဘူးတဲ့ပြောစရာမရှိတော့ဘူးသူခမညာခေါင်းကြီးညိတ်ပြီးတော့နှုတ်ဆိတ်နေပြီဆိုရင်ဒီလူကိုငရဲထင်းတွေကဆွဲခေါ်သွားကြတယ်အကွယ်၍အဲ့ဒီလူကကုသိုလ်ကောင်းမှုလုပ်ထားတာတွေကိုရမမင်းကြီးကိုယ်တိုင်ကလည်းသတိရတယ်ရမမင်းကြီးကိုအမျှဝေခဲ့တာတွေရမမင်းကြီးကမှတ်ထားတယ်အဲ့ဒီလူဆိုရင်အဲ့ဒီပုံကိုယ်ကိုနေပါအောင်မင်းဘယ်တော့ကဘာလူလားငါ့ကိုမင်း င်အမျှဝေခဲ့တာမဟုတ်လားလို့ဖော်ပြလိုက်ရင်ဟိုလူကစဉ်းစားပြီးတော့ဟာဟုတ်တယ်ဟုတ်တယ်တဲ့အဲ့ဒါဆိုအဲ့ဒီလူကငရဲကလွတ်သွားတယ်တဲ့ သူ့ကိုယမမင်းကြီးကလှွတ်တာမဟုတ်ဘူးသူ့ကံတဲ့သူလှွတ်သွားတာကုသူကိုတရိယာလိုက်တာနဲ့ကုသူကံကအကျိုးပေးဖို့အတွက်ချက်ချင်းအကုသူကိုဖယ်ရှားပြီးတော့ကုသူကံရဲ့အကျိုးကိုထုတ်လုပ်တာကံတရားတွေဆိုတာအလွန်စွမ်းအားရှိတယ်နော်ကံမကောင်းအကြောင်းမလားလို့ငါရဲ့ကြောက်သွားပေမဲ့ကုသူကံရှိရင်အဲ့ဒီကုသူကံကပြန်ကယ်သွားနိုင်တယ်ဗောတဲ့ဘာဖြစ်လို့တော့ဆိုရင်ငါရဲ့အတတ်နဲ့သူ့အတတ်ကမတူဘူးငါရဲ့အတတ်ဟာကံပဲရှိတယ် ကန်ရှိသမျှတော့ဘယ်တော့မှမတည်ဘူးသူကကန်အပေါ်မှာမှုတည်ပါတယ်တဲ့လူရဲ့အသက်ကကန်ပေါ်မှာမတည်ဘူးအသက်ညံဆောင်လို့ပြောကြတယ်မဟုတ်လားသူတွေကအသိဉာဏ်ကလေးနဲ့ရာသီဥနဲ့တင့်အောင်နေမယ်အစားအစာကောင်းတာလေးတွေစားမယ်ဆိုရင်အသက်ရှိလာတယ်ငရဲမုံရောက်နေတဲ့တရဝရီကြတော့အဲ့ဒီလိုမဟုတ်ဘူးတဲ့ကန်ရှိရင်ခံပြီးတော့နော်ကန်ကမကုန်သေးရင်ကန်ကုန်သည်အထီခံရမယ်သူတို့ရဲ့အသက်ဟာကန်မဲတဲ့ဒီတော့အဲ့ဒီကန်တဲ့အင်အားကြီးတဲ့ကန်တစ်ခုရလာပြီဆိုရင်လေအဲ့ဒီကန်ကိုဖြတ်တောက်လိုက်တာပဲခုနကရမမင်းကြီးကနေဖောထိုက်ပေးလိုက်လို့ခု ုသိုလ်တရိယာရင်အဲ့ဒီကုသိုလ်ကံကနေဖြတ်တောက်ပြစ်လိုက်တယ်ဖြတ်တောက်ပြစ်လိုက်ပြီးတော့ချက်ချင်းကုသိုလ်ကံအချိုးပေးတဲ့စီရောက်သွားပြန်တယ်အဲ့ဒါကိုလွတ်သွားတာလို့ခေါ်တာနော်တဲ့တခါတုန်းကစောင်းထုတ်ထဲမှာဖတ်ဖို့လေအဲ့ဒီလူကဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့သို့တော့ဘုန်းကြီးเจ้าတစ်เจ้าကတိမ်မှာအမိုးမိုးကိုရွာထဲမှာတက်ကယ်အလူကံနဲ့သူ့အိမ်မှာလည်းတက်ကယ်ရှိတယ် တက်ကဲနှစ်ပြည့်လှူလိုက်တယ်တနည်းမှာသူတင်ငယ်စောနဲ့ညောသွားတယ်ညောသွားတဲ့အခါကြောက်စရာလူကြီးနှစ်ယောက်ကသူ့ကိုဆဲခေါ်ပြီးတော့ငရဲအိုးနဲ့ပြစ်ချတယ်ပြစ်ချလိုက်တဲ့အခါခုနက တက်ကဲနှစ်ပြည့်ကအောက်ကနေခန်းနေတယ်ငရဲအိုးနဲ့မရောက်ဘူးဒါနဲ့နောက်တစ်ခါထပ်ပြစ်ချတယ်တဲ့အောက်ကတက်ကဲပြီးခန်းနေတယ်အဲ့ဒါနေပဲသူပြန်ပြီးတော့တတိယသွားတယ်လို့ပြောတယ်ပြန်တတိယသွားတဲ့အခါဒါတင်ငယ်စောနဲ့ညောသွားပြီးပြန်တတိယလာတာ ဒါတက်ကယ်လူခဲ့တာကြောင့်ငါငရဲမကြတာလို့ဆိုပြီးတော့ပြန်ပြောတဲ့ဇလန်းလေးတခုရှိတယ်။စာအုပ်တိတ်ထဲမှာအဲ့ဒီလိုရေးထားတယ်နော်တဲ့။ဒါလည်းပဲယုတ်တိရှိတာပဲ။ဘဝမှာကိုလုတ်ခဲ့တာကိုရတာ။အဲ့ဒီလိုငရဲရောက်သွားတဲ့ပုံကိုတယောက်ယမမင်းကြီးကနေပြီးဖောက်ထုတ်ပေးပြီးတော့မပေးနိုင်လောက်အခုသူတို့ကြီးပဲလှုပ်လာတဲ့ပုံကိုကြတော့ယမမင်းကြီးကညင်နေလိုက်တယ်။ဘာမှဆက်မပြောတော့ဘူးမပြောတာနဲ့တပြိုင်နက်တည်းခုနကခေါ်လာတဲ့ငရဲသားတွေကလက်ဆွဲအတင်းခေါ်ပြီးညင်းစေတဲ့အလုပ်တွေစလုပ်ကြတော့တာပဲတဲ့ ဘလူညင်းစေကြတော့ဆိုရင်သူ့ကိုရင်ဝကိုတန်ချိုကြီးတွေနဲ့ရိုက်သွင်းကြတယ်။လဝနှစ်ဖက်ကိုလည်းပဲတန်ချိုတွေရိုက်သွင်းကြတယ်။ရှောင်းနှစ်ဖက်ကိုလည်းပဲတန်ချွန်းတွေရိုက်သွင်းကြတယ်။အဲ့ဒီငယ်ရဲသားဟာဘလောက်ခရမလဲဆိုတာစဉ်းစားကြည့်တယ်။မတိမချင်းခံရောတည်လဲမတည်ဘူးပြီးတော့ဘလောက်စလဲလို့ရှိရင်လက်ရိတ်ခိုင်းပြီးဓမားတွေနဲ့တကူလုံးကိုခုတ်ထိကြတယ်။ဓားနဲ့ခုတ်ထိကြတယ်။အဲ့ဒါလည်းပဲအဲ့ဒီလူကမတည်ဘူးတဲ့။ခုတ်ဖြတ်ပြီးပြန်ဆက်ပြန်ရှင်အဲ့ဒီလူမျိုးနေရတယ်။အဲ့လူကနေပြီးတော့နောက်ဘာလုပ်တုံးဆိုရင်မိခဲကြီးတွေရှိတဲ့တောင်ပေါ်ကိုမောင်းတင်ကြတယ်။မောင်းတင်ပြီးအပေါ်တက် မိကြီးခဲကပူလို့မတက်ရင်အနောက်ကရိုက်မိကြီးတောင်ပေါ်ကိုတက်လိုက်ဆင်းလိုက်အဲ့ဒီလိုလုပ်စီတယ်။နောက်မင်းရဲ့ထားလို့လဲလူဟာမှာကပြီးတော့မိကြီးပြင်းထဲမှာမောင်းလာတဲ့အမျိုးစုံမြင်းစဲတာပေါ့လေ။မြင်းစဲပုံမြင်းစဲနည်းပြီးအမျိုးစုံပြထားတယ်။အဲ့ဒီဒေဝဒူတာတုတ်တန်ထဲမှာနောက်ဆုံးကြတော့ဘာလို့တုံးဆိုရင်ချီရနှောင်းကင်ပြီးတော့ပွက်ပွက်ဆူနေတဲ့ငရဲအိုးကြီးတဲ့ကိုပြစ်ချလိုက်တဲ့အမြုပ်တစီစီနဲ့မြုပ်ပြီးဝဲလဲနေတယ်။နောက်ဆုံးပေါ်လာတဲ့ပေါ်လာတဲ့အခါပြန်စင်ပြန်စင်ပြီးတော့အဝေးစင်ငရဲကြီးကဲကိုပြန်လွတ်ချလိုက်ပြန်တယ်။ကံမကုန်သမျှအဲ့ဒီပုဂ္ဂိုလ်ဟာခိုင်ရော လူဘဝရလိုက်ရင်ဘယ်လောက်ကောင်းမလဲဒီဒုက္ခတွေသူကမြင်နေတော့တနာတယ်လူဘဝရမှာဒီဒုက္ခတွေကလွတ်နိုင်မှာပို့တဲ့ လူဘဝရရင်လူဘဝဘယ်လောက်ကောင်းနိုင်မလဲလူဘဝရတဲ့အချိန်မှာဖះအများပွင့်လာရင်ဘယ်လောက်များကောင်းနိုင်မလဲဖះကိုစီးကပ်ကိုးကွယ်ခင်ရရင်ဘယ်လောက်များကောင်းနိုင်မလဲအဲ့ဒီစိုးပြက်ကိုးကွယ်တဲ့ဖះကငါ့ကိုတရားဟောရင်ဘယ်လောက်ကောင်းမလဲဖះဟောတဲ့တရားကိုသိရှိနားလည်လာရင်ဘယ်လောက်ကောင်းမလဲဆိုတဲ့ဒီဆန္ဒကိုထုတ်ပေါ်ပြောကြပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည်ယမမင်းကြီးဆန္ဒပြုခဲ့တဲ့အတိုင်းဘုန်းကြီးတို့တွေလူဘဝကိုရနိုင်ကြပြီဖះပွင့်တဲ့သာသနာမှာလည်းကြုံညီကြရပြီဖះကိုလည်းစီးကပ်ကိုးကွယ်နေကြရပြီမြတ်စွာဘုရားဟောထားတဲ့တရား ဓမ္မတွေကဒီနေ့ထိထုံးကားနေတော့ဖြစ်တော့ဖះဟောတဲ့တရားတွေကိုလည်းပဲဓမ္မကတိကဆရာတော်ရစီကနေကြားနာနေရပြီအဲ့ဒီတရားတွေကိုလည်းထိုက်သည့်အလျောက်ထိုးထွေးသည့်ရှိနားလည်ကြရပြီဒီထက်ပိုသည့်အောင်တိလသမားတိပညာဆိုတဲ့ဘဝနာကျင့်စဉ်တွေကိုကျင့်ကြရမယ်နောက်ဆုံးမှာတဏိတုခဆိုတဲ့နိဗ္ဗာန်အငြိမ့်တက်ကိုရမှသာလေဒီစိရဲ့ဒုက္ခကနေခွင်းလုံးကျွတ်လွတ်မှာပါလို့ကိုစီကိုစီသဘောကြပြီးဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေကိုသိသည့်ထက်သည့်အောင်ဒါနာကောင်းမှုပြုတဲ့နေရာမှာဒါနာအကြောင်းသိပြီးဒါနာလုပ်ဖို့တ မထဝိပဿနာဘဝနာတွေကိုကျင့်ဉဏ်ကြိုးကုပ်အားထုတ်ပြီးတော့အတိဉဏ်ဓူတွေရဖို့နောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတဲ့အခါကျမှတန်တရာထဲမှာကြုံတွေ့နေရတဲ့ဒုက္ခအမျိုးမျိုးမှလွတ်မှာပုံမွာထဲမှာရှိနေသမျှအိုနာတိဆိုတဲ့ဒုက္ခပေတွေကမလွတ်နိုင်အဲ့ဒီဒုက္ခတွေအလုံးလူငင်းညာချုပ်ငင်းရဖြစ်တဲ့နိဗ္ဗာန်ကိုဒုစရိရောက်ရှိမှသာဒုက္ခငြိမ်းမှဖြစ်တယ်လို့ကိုကြီးကရရှိထားတဲ့အခွင့်အောင်းကြီးကိုလက်လွတ်ဆုံးရှုံးမဖြစ်စေဘဲသတိတရားကြီးစွာဖြင့်ကျင့်ဉဏ်အားကိုအားထုတ်နိုင်ကြပါစေကုန်သတည်းလို့ဤသာထားပါတယ်ရှင် ဝင်ရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးရပါရဲ့ရှင်။နားစင်မိကြရပြည့်တဲ့အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါရဲ့ရှင်။